ားလုံးပဲမင်္ဂလာညဖူဖို့ AC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီလောက်ပြည်သက်တွေအားလုံးမင်္ဂလာပါကျွန်တော်ဒီဘကူနဲ့ပတ်သက်တဲ့ဒီနေ့နောက်ဆုံးရသတင်းလေးလာရောက်ဆွေးနွေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒါပထမဆုံးသတင်းတစ်ပုဒ်ကကျွန်တော်ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုဒီ channel မှာပဲပေါ့နော်ကျွန်တော်ဆောင်းရသည့်ဇီးဘတ်တော့ကလည်းဒီကြောင်းရှင်နဲ့ပတ်သက်ပြီးတော့တစ်ခါတင်ပေးခဲ့ပြီလို့အဲ့ဒီတော့ကကျွန်တော်ဒါကြာဝိုက်ဆိုတော့ဒီဘကူနဲ့အခု တစ်ခါနောက်ပြီးတော့ပြင်းပြန်တက်လာလေဖြစ်ပါတယ်ဒီအတ္တလန္တာကစားသမားလေးပေါ့နော်အတ္တလန္တာကစားသမားလေးဘရာဇီးကွင်းလယ်ကြီးလေဖြစ်တယ်အတ္တလန္တာမှာဆိုလို့ရှိရင်လေကွင်းလယ်ကြီးလေဖြစ်တယ်ဒီအတ္တလန္တာဂျီလိုပါရီရှားတော်မှာဆိုလို့ရှိရင်အမှန်ကန်ခြေဆွမ်းပြခဲ့တဲ့ကစားသမားလေးပေါ့အတော်မှာဆိုလို့ရှိရင်သူ့တော်တော်များများအသိဉာဏ်လူကျင်ကြရတော့ဒီစားဒီဈေးကွက်တော်မှာဆိုလို့ရှိရင်အသိဉာဏ်တော်တော်များများသူ့လိုက်ခဲ့ရတယ်ကျွန်တော်တွေ့ပါတယ်အတ္တလန္တာအတ္တလန္တာနေလို့သူထောက်ခွာမှုသူအနေနဲ့စိတ်ဆန္ဒမရှိဘူးဆိုပြီးတော့ဒါပြောခဲ့တဲ့အတွက် သင်းတွေကလက်လျှော့ခဲ့ပြီးတော့ဒီချိန်မှာတော့သူ့အနေနဲ့ဒါဒီဘထွက်ကစားခြင်းပြီးတော့သူအင်္ဂလန်ပရီးမီးယားလိမှာကစားခြင်းနဲ့ဆိုပြီးတော့ကစားသမားအနေနဲ့ထုတ်ဖို့ပြောကြတာကျွန်တော်တို့တွေ့ရပါတယ်ဒါတင်းဖော်ပြထားတဲ့တင်းကတော့တင်းတော့နဲ့ဒါဖိုးဖို့365ကပဒင်းဌာနတွေကဖော်ပြထားဖြစ်ပြီးတော့ဒီတင်းကတော့ကျွန်တော်တို့ဒါစောင်းရည်ဈေးကွက်တုန်းကလီဗာပူးသင်းနဲ့နာမည်ထွက်ခဲ့တဲ့ကစားသမားပေါ့ဒီအတလန်တာရဲ့ကွင်းလယ် ဒီအနေရရဲ့၃လရရဲ့စီအနေရရဲ့၃လရရဲ့၂နေရပရိုဒက်ရှင်၂နေရမှာ၃လရရဲ့ဒါကိုတော့ဟိုဟာအီဒါဆန်ပေါ့သူ့နာမည်ကအီဒါဆန်ကျော်တို့ဘရာဇီးမှာဆိုလို့ရှင်လေကွင်းလယ်မှာဘရာဇီးလက်ရွေးစင်နဲ့သူပူပေါင်းတော့ဒါပွဲတော်တော်များများကစားထားတယ်ဒီအတလန်တာမှာဆိုလို့ရှင်သူ၃၀၀ကျော်ရှိပါပါကြီးသူကစားနေတာဆိုလို့ရှင်အဲ့တော့သူအနေနဲ့ဒါပြပထွက်လာခြင်းလေဆိုပြီးတော့ဒါပြောထားတဲ့အတွက်ဒီဘဘူးတင်းက ခြေဆက်မှုတွေပြုလုပ်သွားနိုင်ွယ်ရှိတယ်ဆိုပြီးတော့လီဗာပူးသင်းကနောက်တစ်ကြောပေါ့နော်ဒါဆောင်းရသည့်ဈေးကွက်တော့လီဗာပူးသင်းကဒါနံပါတ်ထွက်ခဲ့ပြီတဲ့ကစားသမားလေးဖြစ်ပါတယ်အဲ့တော့ဒီကစားသမားရဲ့လက်ရှိကာလာပေါက်ကြီးကတော့ကျွန်တော်တို့ဒါပေါင်တန်း90အတ္တလန္တာသတ်မှတ်ထားဖြစ်ပါတယ်အဲ့တော့လီဗာပူးသင်းကတော့ကျွန်တော်တို့ကစားသမားတော်တော်များများနဲ့နံပါတ်ထွက်တာပေါ့ကျွန်တော်ကတော့ဒီတင်ကတော့ကောလာဟလာနဲ့ပဲပြီးဆုံးသွားမယ်လို့ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လီဗာပူးသင်းကဒီယာတီမှာကျွန်တော်စိတ်ထင်ရတော့ဒီယာတီမှာကွင်းလေ ဖြည့်လိုက်မယ်လို့တော့မထင်ဘူးပေါ့နော်သူသူအနေနဲ့ဒါခန်းစစ်ပိုင်းနဲ့ဒီတိုက်စစ်ပိုင်းကိုအဓိကဖြည့်တင်းသွားလိုက်မယ်လို့ထင်ပါတယ်အခုနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ဒီကိုသမားကင်နေဟာပေါ့နော်ကိုသမားကင်နေဟာဆိုလို့ရှိရင် brand phone တင်နေတာပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိပြီးလို့တော့မှသတင်းဌာနတချို့မှပေါ်ပြထားတွေ့ပါတယ်ဒီဘာဘူးတင်ကတော့ပေါင်တန်း20နဲ့ဈေးသတ်မှတ်ထားပြီးတော့ brand phone တင်ရဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘာဘူးတင်မှ လီဗာပူးတင်းနဲ့ပြောဆိုမှုတွေပြုလုပ်နေပြီးတော့ဟိုကိုသမားဒီကစားသမားနဲ့လည်းကျွန်တော်ပြောဆိုမှုတွေပြုလုပ်ထားပြီးတော့အခြေအနေတွေလည်းကောင်းနေတယ်ဆိုပြီးတော့သတင်းတွေကသိရပါတယ်။တချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလီဗာပူးအသင်းရဲ့ဒီနေရာဒီမှာဒီအယောင်စင်းင်းထဲမှာပထမဦးဆုံးကြီးထွက်သွားနိုင်တဲ့ကစားသမားဆိုပြီးတော့လည်းတချို့သတင်းဌာနတွေမှာရေးသားထားတာလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲ့တော့ကျွန်တော်ကတော့ ဒီပြောင်းရှင်းနေပတ်သက်ပြီးတော့ကျွန်တော်ဂိုသမကလင်ဟာကိုကျောင်းအနေနဲ့ဟိုဂုံဂုံယူလဲပါတော့ဘာဖြစ်လို့လဲဆိုတော့သူဒီဘာဘူးတင်းမှာဆက်ရှိနေလို့ရှင်ဒီဒုတိယနေရာနဲ့ပဲသူပြီးဆုံးသွားမှာလည်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုကဒီဘလင်စီယာအငှားချရတဲ့ဂိုသမဂျော်ဂျီယာဂိုသမမမတရှိပြီကလည်းအတင်းကိုနေရာဒီရောက်ရင်လာရောက်ပူပေါင်းမှာဖြစ်တဲ့အတွက်ကလင်ဟာရာရှိနေမယ်ဆိုလို့ရှိရင်အခုတော့ဂိုသမ3ယောက်အဓိကဂိုသမ3ယောက်ဖြစ်သွားလိမ့်မယ်အဲ့တော့ ကိုသမားအလီဆင်ကလည်းအလီဆင်ဘက်ကလည်းဒီနေရာဒီမှာထွက်ခွာဖို့အတွက်ကျွန်တော်တို့ဟိုတည်င်းနေမှာမတွေ့ရဘူးပေါ့နော်အဲ့တော့ဆက်ရှိမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကိုသမားမမဒစီပလီနဲ့ဒါတလဲစီဖမ်းလိုက်မယ်လို့ကျွန်တော်တို့ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ကိုသမားကလင်ဟာလီဗာပူးတင်းမှာဆက်ရှိနေမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဒါရှိတဲ့သူ့ရဲ့အစွမ်းစားတွေထုတ်ဖို့မပြနိုင်မယ်နဲ့သူ့အသက်ဆိုလို့ရှိရင်အခုဆိုရင်ကျွန်တော်26နှစ်ခြောက်နှစ်တည်းကိုရောက်လာပြီပေါ့နော်နောက်နှစ်ဆိုရင်ဒါ28နှစ်အဲ့တော့လီဗာပူးတင်းရတဲ့ကျွန်တော်တို့ဒီ ကိုသမားလေးကိုရောင်းချဖို့အတွက်ဒါဖြစ်နိုင်ကြည်အများကြီးရှိတယ်ဗောနော်အခုဆိုလို့ရှိရင်လည်းဒါ brand foot တင်ရတဲတောင်လိုက်နေ brand foot တင်ရဆိုလို့ရှိရင်လည်းဒါကိုသမားကလင်ဟာကိုသူတို့အတင်းမှာဆိုလို့ရှိရင် number 1ကိုသမားနေရာမှာအဓိကအသုံးပြုသွားမှာဖြစ်တယ်ဆိုပြီးတော့လည်းတနေ့မှာပေါ်ပြထားပါတယ်အခုကျောင်း brand foot ရဲ့လက်ရှိကိုသမားတို့တော့သူတို့အနေနဲ့ဒါပေါင်9တန်းနဲ့သူတို့ရောင်းမှုအတွက်သူတို့ရောင်းစင်းရောင်းစင်းတင်သွားမှာဖြစ်တယ်လို့သိရပါတယ်အဲ့နေရာမှာစားထိုးဖို့အတွက်ကျွန်တော်တို့ဒီ ဒီဘာဘူးရဲ့ဒုတိယခိုးရမကနေဟာကိုအဓိကခေါ်ယူသွားခြင်းနေတယ်ဒီကလင်ဟာကိုဆိုလို့ရှိရင်ဘရန်ဖို့တင်းနေမဟုတ်ဘဲနဲ့သူ့ကိုစိတ်ဝင်စားတဲ့အတင်းတွေကကျွန်တော်တို့ Lee United ရဲ့ Wanhan တင်းရဲ့ဖြစ်ပါတယ် Wanhan နဲ့ Lee United ထက်စောပြီးတော့ဒါဘရန်ဖို့တင်းကတော့အဓိကခြေတလန်းတာနဲ့ဒါလှုပ်ဆောင်နေတာလည်းကျွန်တော်တို့တွေ့ရပါတယ်သူ့အနေနဲ့ဒီနေရာဒီဈေးကွက်ထဲမှာတင်းကျွန်တော်တို့လီဗာပူးတင်းကပထမဦးဆုံးထွက်ခွာနိုင်တဲ့ကစားသမားအကလင်ဟာဖြစ်လာလိမ့်မယ်လို့လည်း တင်းလေးမှာပေါ်ပြထားကျွန်တော်တို့ပြရပါတယ်ကျွန်တော်တို့နောက်ထပ်သတင်းတစ်ခုကတော့ဒီ Froyan Win နဲ့ပတ်သက်တဲ့သတင်းလေးပါကျွန်တော်တခါတည်းလက်စားတယ်ကျွန်တော်ပြောပြောပြပြီးသွားခြင်းပါတယ်ကျွန်တော်သိရတော့လို့ပေါ့နော် Froyan Win ကိုလီဗာပူးတင်းရဒီပထမတန်တရာပလက်နဲ့ဒီကျွန်တော်တို့ Euro ပေါ့နော် Euro တန်တရာပလက်နဲ့ကျွန်တော်တို့ကမ်းလှမ်းခဲ့တော့ပယ်ချတယ်နောက်ထပ်တခါအခုဒုတိယတစ်ချိန်ပေါ့နော် တန်းတရာနဲ့ယူရိုတန်း330ပေါင်တရာတရာနဲ့9တန်း130ပဲထားလိုက်ပါတော့တရာနဲ့30ပလက်ဘောနာနဲ့ကန်လာနဲ့အခါမှာလဲကျွန်တော်တို့လီဝါကူစင်တင်းကအင်တီတင်လောက်နေပါဘောလီဝါကူစင်တင်းကကျွန်တော်တို့အဲ့ဒီနေရာမှာတကယ်လို့ foreign ဝက်ထွက်သွားလို့ရှိရင်တို့အနေနဲ့အစားထိုးဖို့အတွက်ဟိုတို့လိုချင်တာကျွန်တော်တို့လီဘာပူးအတင်းရဲ့ကစားသမားတယောက်ပါတို့လိုချင်တဲ့အီလီယောကိုလိုချင်တာပေါ့နော်အီလီယောကိုတို့အနေနဲ့အလိုက်သဘောမျိုးနဲ့ဒီအခု ကျွန်တော်ဒီပါဘူးတင်ရကမ်းလာထားတဲ့ပေါင်တန်း330ဘလက်ဘောနတ်ယူရိုပေါ့နော်ယူရိုတန်း330ဘလက်ဘောနတ်ပေါင်အားပြည့်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါတန်း100ကျော်ပေါ့100နဲ့ကိုတန်း30 100နဲ့30လောက်တော့ရှိတာပေါ့ဒီဒီဟာကိုကျွန်တော်တို့ဒီပါကူစင်အတင်းနေနေရအင်တီတင်လုံနေရလည်းဖြစ်ပါတယ်သူတို့လိုချင်တာကတော့ကျွန်တော်တို့ဒါအဲ့ဒီနေရာမှာကျွန်တော်ဒီပါကူတင်ရကစားသမားတယောက်ကို light down နေတာပေါ့ idiot ဖြစ်ပုံများ idio နဲ့ ქვენ ဆက်တဲ့နာမည်ထွက်နေတာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီပြောင်းရှေ့ကတော့ညှိနေတော့မယ်ပေါ့နော်ဒီဘက်ကူစင်ကဈေးကိုက်နေတာဖြစ်ပြီးတော့ကြီးရဲကလည်းဝင်ဝင်နှောက်တယ်အဲ့တော့ညှိနေတော့မယ်ကျွန်တော်တို့တည်နေမှတွေ့ရတော့ကျွန်တော်တို့ကြာအောင်မယ်လို့တော့တွေ့ရပါတယ်ဒီကစားသမားဟုတ်ဆိုလို့ရှင်လည်းဒီဘက်ကူတင်ကအဓိကမရရအောင်ခေါ်ယူသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့တည်နေမှပေါ်ပြတ်လာတွေ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဆိုဘိုစလိုင်းနေရာနေရာဆိုလို့ရှင်ဆိုဘိုစလိုင်းကကျွန်တော်တို့တချို့သူ့အနေနဲ့ အာစပီဒီရှာတာတွေပြီးတော့ဒီဘောဖန်တီးမှုဘောပလင်းပိုင်းတွေမှာကောင်းနေဆိုပေမဲ့သူရှီကဒီကဘူးကအဓိကလိုအပ်တဲ့ဒီဂိုးဖန်တီးမှုတွေဂိုးဂိုးတွေပေါ့နော်ဒါမျိုးတွေကိုမရတဲ့အတွက်ဒါကျွန်တော်တို့ဖွင့်ပေါင်တဲ့စားထိုးတာလည်းဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဒီတင်းတော့မှာပေါ်ပြတာတွေ့ရပါတယ်အဲ့တော့နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ဒီ ဒီဘဝသင်ရဲ့ဒီနေရာဒီမှာပူဇော်ပေးခွင့်ယူမဲ့ထဲမှာတတိယပြစ်မှတ်ဖြစ်လာနိုင်တယ်ဆိုပြီးသတင်းတွေကပေါ်ပြထားတဲ့ကျွန်တော်တို့မီလောကကပ်ပေါ့နော်ဘုံမောက်ရဲ့ဒါဟန်ဂရီဒါလေးမီလောကကပ်ကိုဆိုလို့ရှိရင်ဒါလီဘာပူးသင်ရကျွန်တော်တို့ပုပ်ပွေရသဘောတူညီမှုရရှိပြီးွားရည်ဆိုပြီးတော့ကျွန်တော်တို့ဒါလီဘာပူးသင်နေနဲ့ဘုံမောက်ဘက်ကိုတရားဝင်ချိတ်ဆက်တာတွေဘာမှမလုပ်ပြီးတဲ့အတွက်ဒီမီလောကကပ်ကတော့ဒါထုတ်ဖို့ပြောလိုက်တယ်ပေါ့နော် သူ့အနေနဲ့ဒါ ဟိုမဆောင်နိုင်လောက်အောင်ဖြစ်မိတယ်ဆိုပြီးတော့ဗောနော်သူလီဗာပူးတင်းကစားသမားတော်တော်ကြီးကိုပြောင်းခြင်းနေရလီဗာပူးဘက်က AC လုံးနေတာလည်းဖြစ်ပါတယ်လီဗာပူးကသူတို့ဒါဒီ foreign way ကိစ္စနဲ့ဗျာများနေပြီးတော့ဒီမီလောကကကိစ္စကိုသူတို့အနေနဲ့ AAC လုံးနေတာ AC လုံးနေတဲ့အတွက်ကစားသမားအနေနဲ့လည်းဒါကျွန်တော်တို့ဒီနေရာဒီမှာလီဗာပူးတင်းကိုကစားခြင်းနေတယ်ဒါပေမဲ့လီဗာပူးတင်းကမခေါ်တော့ဘဲနဲ့ဒီတခြားဘက်ကိုစိတ်ရိုင်သွားမှလည်းသူတို့သူ့အနေနဲ့စိုးရိမ်ပုံ ရောက်ပါတယ်ဆိုကျွန်တော်ထင်တာဗောနော်အဲအခုအချိန်မှာသူ့အနေနဲ့ဒါဘုံမောက်ကိုဒီဘဝဦးတင်ဘက်ကတရားဝင်ကလန်းလာဘာမှမရှိဘူးတော့စိတ်ပြက်မိတယ်နောက်ပြီးတော့မဆောင်နိုင်အောင်ဖြစ်မိတယ်ဆိုပြီးတော့လေဒါမြေလောကကထုတ်ဖို့ပြောကြားလာတာကျွန်တော်တို့ဒါတရင်နေမှာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့လီဘဝဦးတင်ကတော့ဒီကစားသမားဘောင်းစုံနဲ့နာမည်ထွက်နေတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖန်ဘတ်အဲ့စမူနဲ့ဆိုလို့ရှိရင်တော်တော်ကြီးကိုနာမည်ထွက်လာကျွန်တော်အီဂီအီဂီတိုင်းနဲ့ဆိုလို့ရှိရင်ဒီတည်င်း တော်တော်များများမှာကျွန်တော်တွေ့ရနေ့စဉ်နဲ့အမျှပဲကျွန်တော်တွေ့ရဟိုဇက်တိုက်လိုမျိုးပဲပေါ့နော်နောက်ကျွန်တော်တို့လီဗာပူးတင်းရခေါ်မလားမခေါ်မလားတော့မသိဒီကစားသမားတော်တော်များများတွေတော့နာမည်ထွက်လာကျွန်တော်ခုနကပြောသွားခဲ့တဲ့ဒီအတလန်တာကွင်းလေကစားသမားလေးပီတာဆန်လေးဆိုလို့ရှိရင်ဆောင်းရတီရဲ့ဈေးကွက်တော်ကနာမည်ထွက်ခဲ့တယ်အခုတခါနောက်ထပ်တစ်ကြော့ပြန်ပြောနာမည်ထွက်လာတယ်ဖြစ်ပါတယ်ကျွန်တော်တော့ကွင်းလေဘိုင်းကိုဖြည့်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ဒါပေမဲ့ပြောလို့တော့မရပါဘူးဟိုဝယ်ခြင်းလဲဝယ်မှာလေ ပတ်စံရှိရဒီဘဝကမတုံးတာတကယ်တကယ်အခုဒီဒီဟာဒီမှာတုံးနေတယ်ဆိုတော့ကျွန်တော်တို့မထင်တာတွေ surprise တွေပဲလုံးပြနေတာဆိုတော့အဲ့တော့ဟိုဘာမှတော့အတိအကျပြောလို့တော့မရပါဘူးအညီဘိုးနေနေတော့ဘယ်လိုထင်လဲကောမမောင်ကိုရောက်ဆွေးနွေးပါလို့ရတာခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြောရတဲ့အချိန်မှာအမားပိုင်နေနားလည်ပြပါလို့မြင်ရတဲ့ခံပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်